ရန်ကုန်တိုင်းအတွင်းကမြို့နယ်အများစုမှာဂျွန်လပထမဘက်ကနေစတင်ပြီးလျှက်စင်မီပြတ်တောက်ချိန်နှဲပါလာပြီးတရက်ကို15နာရီကနေနာရီ20ကျော်အထိမီးရရှိနေတယ်လို့မြို့ခန်တွေကပြောကြပါတယ်။ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်။မြန်မာနိုင်ငံမှာမတ်လ28ရက်ငလင်းလောက်ပြီးနောက်ပိုင်းဧပြီလအတွင်းနိုင်ငံအနှံ့လျှက်စင်မီပြတ်တောက်တာတွေဆိုးဝါးစွာကြုံခဲ့ရပြီးတဲ့နောက်ရန်ကုန်မြို့မှာဇွန်လပထမဘက်ကစလို့မြို့နယ်တော်တော်များများ လက်စမီရရှိချိန်ပိုတိုးလာတယ်လို့မြို့ကန်တွေစီကနေသိရပါဗျ။မေလလယ်လောက်ကစလို့မြို့နယ်အများစုမှာမီးပြတ်တာရောနေသွားပြီးအရင်လိုလက်စမီအလှဲ့ကျအုပ်စုခွဲပေးတာမဟုတ်တော့ဘဲမီးပြတ်ချိန်လည်းပိုနေသွားတယ်လို့ရန်ကုန်မြို့ကန်တွေကပြောကြပါဗျ။ရန်ကုန်မြို့စမ်းချောင်းမြို့နယ်မှာနေထိုင်သူတယောက်ကတော့အရင်ကမီတာကားကပုံမှန်9000လောက်ကျပေမဲ့ဒီလမှာတော့9000လောက်ကျတယ်လို့ DPP ကိုပြောပါဗျ။ အာရန်ကုန်မှာမီးပေးတဲ့ပုံစံအရောဒီမြို့နယ်အလိုက် group တွေခွဲပြီးတော့လျှက်စင်မီကိုအလဲချစနစ်နဲ့ပေးတာဂျွန်လာအစလောက်ကနေဒီအခုဂျွန်လာရက်20ကျော်လာပြီဆိုတော့၃ဘတ်လောက်ပေါ့အဲ့၃ဘတ်လောက်အတွင်းမှာတော့ပုံမှန်ထက်တိတိတော်ပို့ပြီးတော့မီးအမှန်နေတာအဲတချို့မြို့နယ်တွေမှာဆိုရင်ဥမာကျွန်တော်တို့ဒီဆန်းချောင်းလိုနေရာမြို့မှာဆိုရင်24နာရီလောက်မှာတနေ့ပုံမှာမီးပြတ်တဲ့အချိန်ကတနာကြီးလောက်ပဲရှိတော့23နာရီလောက်လျှက်စင်မီရှားနေတာမြို့ တကယ်တော့ရှေ့ပြောင်းရှောင်မှာအဲ့လိုမရခဲ့ဘူးလေ၄နှစ်အီလား၄နှစ်အီပြက်၄နှစ်အီလား၄နှစ်အီပြက်မီတာကကိစ္စဆိုရင်မီတာစုတွေမှာကျတော့မီတာကဆောင်ရတဲ့အချိန်မှာငကိုလုံးကတက်ပို့ပြီးတော့ဈေးပုံများနေတာအဲ့ဒါတော့ရှိတယ်မီးလာတဲ့အချိန်ပို့တိုးနေလို့မီတာကဈေးပုံများတာမျိုးတော့မဟုတ်ဘူးလေပုံမှန်ကိုကမီးမလာဘူးဆိုလည်းမီတာကတော့အရင်အထက်အများကြီးပို့ပြီးဈေးကြည့်နေတာမန္တလေးမြို့မှာလည်းဇွန်လထဲမှာလက်စင်မီရရှိတဲ့အချိန်ပုံများလာတယ်လို့မြို့ကန်တွေကပြောပါတယ်မန္တလေးမှာငလင်ဘေးတင်ပြီးတဲ့နောက် တက္ကသိုလ်ဝန်ထမ်းကျောင်းသားတွေစမွေးပြန့်ဖြေးတဲ့ကာလမှာမိပုံမှန်လာနေတယ်လို့မြို့ကန်တွေကပြောပါဗျ။ရန်ကုန်မြို့မှာလက်စင်မီရတဲ့အချိန်ပုံများလာတော့ချက်ပြုတ်စားသားရတာပို့အဆင်ပြေလာပေမဲ့မြန်မာတဲ့ကုန်စည်နှုန်းနဲ့မီတာကားတွေကြောင့်လစဉ်အတုံးစိတ်ချွေတာနေရတယ်လို့လည်းရန်ကုန်မြို့ကအင်ရှင်မတွေကပြောပါဗျ။ မီးတွေကတော့ရန်ကုန်မြို့မှာဆိုရင်တော့အရင်ကတက်ဆိုင်ရင်တော့အများကြီးမီးလာတဲ့အချိန်တွေများလာတယ်ပေါ့နော်ဒါပေမဲ့24နာရီရောလာနေရတော့မြို့ကမဟုတ်သေးဘူးဟိုပြက်တဲ့အချိန်နဲ့ပြက်တဲ့အခါလေးရှိတယ်ပေါ့နော်မီတာကားတွေကတော့အဲကျွန်တော်တို့ပြီးခဲ့တဲ့လဆောင်းရတာဆိုရင်တော့ဟိုပုံမှန်ထက်9000ကျော်လောက်ပိုကျသင့်တယ်ပေါ့နော်ကျွန်တော်တို့ကျွန်မနေရာကတော့တိုက်ခန်းတယ်ပေါ့နော်အဲကျွန်တော်တို့တိုက်မှာဆိုရင်လည်းအခြားအခန်းတွေနည်းနည်းလေးလာကြည့်လိုက်တဲ့အခါကျတော့သူတို့တွေလည်းအလိုပဲပုံမှန်ထက်9 5000တသောင်းဟိုကုန်ကြတာပုံများတယ်လို့သိရတယ်ပေါ့နော်ဒါပေမဲ့မိသားစုတွေတက်လာတဲ့နောက်ပိုင်းချွေတာလည်းအမရဲ့အမြင်မှာတိတ်မထရောက်ဘူးလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကုံစည်းနှောင်းအရင်ကြီးတယ်။ဆဆရရအကုံစည်းတက်တယ်ပေါ့နော်။ဘလောက်ပဲချိတာချိတာလောက်ငါရုံလောက်လေးပဲရှိတယ်ပေါ့နော်။လာစင်လာစင်။နေပြည်တော်မှာတော့ငလေးလောက်ပြီးနောက်ပိုင်းမီတာကားတွေတက်လာက အရင်က3000လောက်ကြာရခါနေအခု3000ကျော်လောက်ကြာတယ်လို့ဒေသခံတွေကပြောပါတယ်။နေပြည်တော်မှာတော့လက်စင်မီပြတ်တောက်ချိန်နဲ့ပါပြီးမီးပြတ်ရင်လည်းအချိန်ခဏပဲပြတ်တယ်လို့ဆိုပါတယ်။ရန်ကုန်မှာအိမ်3မီတာကားတွေကတယူနစ်ကနေ50ယူနစ်အထိ50ချက်၊201ယူနစ်နဲ့အထက်300ချက်၊စက်မှုလုပ်ငန်း3မီတာကားတွေကတယူနစ်ကနေ9000ယူနစ်အထိ250ချက်၊201ယူနစ်နဲ့အထက်900ချက်အသီးသီးသတ်မှတ်ထားပါတယ်။စစ်တပ်ကအာဏာမသိမ်းခင်ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လက်စင်မီအချိန်ပြည့်နေပါရရှိခဲ့ပေမဲ့အာနာသိမ့်ပြီးတဲ့နောက်လက်စင်မီ ပုံမှန်မရတာအပြင် မီတာကတွေနှစ်ဆသုံးဆမြင့်တက်လာတယ်လို့ပြည်သူတွေကပြောပါတယ်ကျွန်တော်ဇွဲသစ်ပါ